မင်္ဂလာပါရှင်တရှယ်တို့ဒီနေ့ကအာ using custom format ကိုအသုံးပြုရေး reset အဖြစ်ချာနည်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အော်ပုံမှန်အဖြစ်ဆိုလို့ရှင်တရှယ်တို့ကဒီ grade day ကိုဒီ past day fail day ဒီလိုမျိုးအဖြစ်ချာခြင်းလေဆိုလို့ရှင် formula ကိုအသုံးပြုပြီးမှတွေ့ရပါတယ်အခုကတော့ formula ကိုသုံးစရာမလိုဘဲနဲ့တခြားတို့က custom number format ကို အသုံးပြုပြီးတော့ဒီ first net phrase ကိုဘယ်လိုလေးအဖြစ်ရှာသွားမလဲဆိုတော့ကိုဒီဗီဒီယိုလေးကမျှော်ပြပေးသားမှာဖြစ်ပါတယ်ရှင်တခြားကတော့ computer queen ရဲ့ founder and trainer ဒေါက်တာကျော်ကံမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ lesson လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ အဲ့တော့အရင်ဥစားဆိုလို့ရှိရင်တကယ်တော့ကဒီ grade ဆိုတဲ့အကွက်ကိုအာ control ကိုပြပြချေဖို့ဒီဘက်ကိုဆွဲချလိုက်ပါဆွဲချပြီးသွားပြီဆိုလို့ရှိရင်ဆွဲချပြီးသွားပြီဆိုလို့ရှိရင်ဒီအကွက်လေးကိုတကယ်တော့ကဆက်လက်လေးပြင်မယ်ပြပြီးသွားဆိုရင်တော့ right click ကိုတစ်ချက်နှိပ်ပြီးတော့ format setting ကိုသွားပါမယ်နော် right click format setter ကိုသွားပါမယ်ပြီးရင်တော့ကျွန်တော်အောက်ဆုံးက custom ကိုရွေးချယ်ပေးပါ custom ကိုရွေးချယ်ပေးသားပြီဆိုလို့ရှိရင်ဒီ general အောက်လေးမှာပေါ့နော်ဒီနားလေးမှာတကယ်လို့ကဘာပြောလိုက်မလဲဆိုလို့ရှိရင်ကိုပေးချင်တဲ့အရာတစ်ခုပေါ့နော်တောင်းဝင်လေးတော့သုံးပေးရပါမယ်အဲ့တော့တောင်းဝင်လေး square bracket လေးကိုသူမှ red red အဲတောင်းဝင်လေးပြန်ပေးလိုက်ပါအဲ့တော့ red အနည်းရောင်ဒီတောင်းဝင်လေးပြန်ခတ်မယ် less than တော့ less than 40 40ရဲ့အောက်ဆိုလို့ရှိရင်တချို့တို့ကဘာဖြစ်ရှင်တာလဲအဲ့တော့40ရဲ့အောက်ဆိုလို့ရှိရင်တချို့တို့ကဘာဖြစ်ရှင်တာလဲဆိုတော့ကြကျင်တာပေါ့နော်မြတ်တောင်အဖွင့်ပိတ်ရင်းနဲ့သုံးပါမယ် test တွေကိုမြတ်တောင် double coat အဖွင့်ပိတ်ထဲမှာကျတော့သုံးပြပါမယ် F A I L E D fade ပြီးမျက်တောင်လေးပြန်ပိတ်ပါเนาะအဲ့တော့ rest the အနီရောင်ဒီ less than 40 40ရဲ့အောက်ဆိုလို့ရှိရင်ကျွန်တော်ကကြာပါမယ်ပြီးရင်စီမီကော်လန်လေးတောင်းလိုက်ပါနောက်ထပ်ဒါဝင်လေးပြန်ခက်မယ်ကျွန်တော်ကကြာကျင်တဲ့အရာဘာရောင် question လဲ blue အပြည့်ရောင်လေးထားမယ် gray အစဲရောင်လေးထားမယ်ရရဲ့ကြိုက်သလိုထားပါเนาะအဲ့တော့အစဲရောင်လေးထားမယ် G R E E N green တောင်းဝင်လေးပြန်ခွင့်မယ်တောင်းဝင်လေးပြန်ခွင့်မယ်အဲ့ဒါကျွန်တော်သူကကြီးတဲ့ကဏ္ဍကိုပြောမှာပေါ့ဘလို့ကြီးတဲ့ကဏ္ဍလဲဆိုရင် greater than equal 40နဲ့အထက်ပေါ့ရှင်းရကျွန်တော် less than 40 40ရဲ့အောက်ဆိုရင်အနီရောင်ထားပြီးတော့ greater than equal 40 40နဲ့အထက်ဆိုလို့ရှိရင်တော့တချို့တို့ကတောင်းဝင်လေးပြန်ပေးမယ်မြတ်တာအဖွဲအပိတ်နဲ့ပါလို့ပါလေ P A S S E T fast အဲ့တော့ပြန်ကြောမယ် ဒါလေးနော် အနီရောင်ကြီးတဲ့ less than 40အောက်ဆိုလို့ရှိရင်အနီရောင်ထားမယ်အဲ့ဒါကိုမှကျတော့ဘာလို့ပြချင်တာလဲဆိုတော့ fee ကြပါမယ်ဂျာထဲမှာ semicolon လေးခဲမယ် green အစိမ်းရောင်ကြီး greater than equal 40 40ရဲ့အထက်ဆိုလို့ရှိရင်တော့ကျတို့ကအောင်ပါမယ်လို့ဒါလေးကိုကျတို့ရိုက်ထည့်ပေးလိုက်ပါပြီးသွားရင်တော့ကျတို့ okay ပေးလိုက်ပါอ๋อဒါဆိုလို့ရှိရင်เนาะကျတို့ formula 30ရာမလိုဘဲနဲ့ first နဲ့ fail ကို custom number format နဲ့အပြည့်ချပေးတာပဲဖြစ်ပါလိမ့်ရှင်ကျွန်တော်တို့ဒီနေ့သင်ခန်းစာလေးကမိမိရဲ့လုပ်ငန်းခွင်အတွက်ဟာဒါတစုံတရာကတစုံတိတ် နေရာကနေပြီးတော့အကျိုးရှိမယ်လို့ပြောလင်ပါတယ်နောက်ရက်သင်ခန်းစာလေးမှာကျွန်တော်ပြန်တွေ့ကြမယ်နော်